မင်္ဂလာပါခင်ဗျရှေကိုခစ်တက်ကနေဒီနေ့လည်းကဒရင်နေကိုတင်ဆက်ပေးပါမယ်ပြင်သစ်သမရကဒေါ်ဆတ်စုကြည်ကိုစာပေးပို့လိုက်ပြီးပြင်သစ်နိုင်ငံအနေနဲ့သူမကိုမမေ့ဘူးလို့ထုတ်ဖော်ပြောဆိုထားတဲ့အပြင်စစ်တပ်ကမတရားဖမ်းဆီးထားတဲ့ဒေါ်ဆတ်စုကြည်ရဲ့ကျမ်းမာရေးအခြေအနေကိုအလွန်စိုးရိမ်ပူပန်ပြီးချက်ချင်းလွှတ်ပေးဖို့ကိုလည်းပြင်သစ်သမရကတောင်းဆိုလိုက်ပါတယ်မြောက်ရီမြို့နယ်၄ကီကော်ကိုစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ရဲ့ခမာယာ၂၀၀နှစ်တရင်ကစစ်သားတွေဟာ တိုက်ပွဲအတွင်းအသေးပြောက်တွေအရက်များနေတာကြောင့်ယာယီတရင်မှုဘုံမှုသူရင်အောင်နဲ့တပ်ဖွဲ့ဝင်တွေအတွက်ဆိုပြီးစစ်တပ်အတိုင်းဝိုင်းကရေတရချေပွဲပေးတာတွေလုံနေပြန်တဲ့တရင်ပေါ့ဝင်ဒီနေ့လည်းကဒရင်တွေကိုတင်ဆက်ပေးပါမယ်အခုပြမစုတ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ပြင်သစ်သမ္မတကဒေါ်စစုကြည်ကိုစာပေးပို့လိုက်ပြီးပြင်သစ်နိုင်ငံအနေနဲ့သူမကိုမမေ့ဘူးလို့ထုတ်ပေါ်ပြောဆိုထားတဲ့အပြင် စစ်တပ်ကမတရားဖမ်းဆီးထားတဲ့ဒေါ်ဆတ်စုကြည်ရဲ့ကျမ်းမာရေးအခြေအနေကိုအလွန်စိုးရိမ်ပူပန်ပြီးချက်ချင်းလွှတ်ပေးဖို့ကိုလည်းပြင်သစ်သမ္မတကတောင်းဆိုလိုက်ပါတယ်။ဒါကတော့ပြင်သစ်သမ္မတမက်ခရွန်ကအော်တိုဘလာတရနေ့ကပဲဒေါ်ဆတ်စုကြည်ကိုလိမ်မူပြီးစာရေးသားခဲ့တယ်လို့အဲဒီစာကိုလည်းဒေါ်ဆတ်စုကြည်ရဲ့တပည့်သူကင်အရစ်စီကိုပါပေးပို့ခဲ့တယ်လို့သိရပါတယ်။အဲဒီစာမှာတော့ဒေါ်ဆတ်စုကြည်ရဲ့ကျမ်းမာရေးအတွက်အလွန်စိုးရိမ်ပူပန်တဲ့ဆိုတာနဲ့မြန်မာနိုင်ငံမှာငါးနှစ်နီးပါးအကျက်အတဲကာလအတွင်းအခြေအနေတွေကိုလည်း အလေးပေးပြောဆိုထားတယ်ဆိုပါတယ်မြန်မာစစ်တပ်ကမတရားဖန်ဆီးထားတဲ့ဒေါ်ဆတ်စုကြည်ရဲ့ကျမ်းမာရေးအခြေအနေကိုအလွန်စိုးရိမ်ပူပန်ပြီးချက်ချင်းလွှတ်ပေးဖို့ကိုလည်းပြင်သစ်သမ္မတကတောင်းဆိုထားပါတယ်ဒါအပြင်မြန်မာစစ်တပ်ရဲ့မတရားဖန်ဆီးချုပ်နှောင်မှုခံနေရတဲ့ဒေါ်ဆတ်စုကြည်ကိုပြင်သစ်နိုင်ငံအနေနဲ့မေ့မထားပဲမြန်မာစစ်တပ်အနေနဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆတ်စုကြည်နဲ့အတူသမ္မတဦးဝင်းမြင့်နဲ့နိုင်ငံရေးအကျဉ်းသားအလုံးကိုချွင်းချက်မရှိချက်ချင်းလွှတ်ပေးဖို့ကိုပါပြင်သစ်သမ္မတကိုယ်တိုင်ကတောင်းဆိုထားပါသေးတယ်။ ဒေါ်ဆာစုကြည်ရဲ့တာပစ်သူကင်အဲရစ်ကလည်းပြည်သက်သမရရဲ့စာကိုရရှိထားတဲ့အကြောင်းနဲ့ပြည်သက်နိုင်ငံခေါင်းဆောင်နဲ့ပြည်သူတွေကမိခင်ဖြစ်သူနဲ့မြန်မာနိုင်ငံအပေါ်တနာကိနာထားပြီးအမြဲတမ်းထောက်ခံအားပေးတဲ့အတွက်အထူးကျေးဇူးတင်ရှိတယ်လို့လည်းထုတ်ပြန်ထားပါလိမ့်။ဒါအပြင်ပြည်သက်နိုင်ငံနိုင်ငံသားရေးဝန်ကြီးဌာနရဲ့မြန်မာနိုင်ငံအတွက်အထူးကူဆလဲမစ္စတာခရစ်စတန်ကပါပြည်သက်သမရမက်ခရစီကဒေါ်ဆာစုကြည်စီကိုလိမ့်မှုပြီးပေးပို့တဲ့ပုံကိုရေးစာကိုလက်ခံရရှိခဲ့တယ်ဆိုပြီးတော့ပါတည်င်းထုတ်ပြန်ထားပါသေးတယ်။ ဒေါ်ဆန်းစုကြည်ရဲ့တားပစ်သူ Kim Harris ကတော့ဒေါ်ဆန်းစုကြည်ဟာအသက်ကြီးလာပြီဖြစ်တဲ့အတွက်အချုပ်အနှောင်တဲမှာကျန်းမာရေးမကောင်းတော့တဲ့အပြင်နိုင်ငံလွတ်လပ်ရေးအတွက်သူ့ဘဝတသက်သာတလျှောက်လုံးစ조사ဆောင်ရွက်ခဲ့သူဖြစ်တာကြောင့်မိခင်ဖြစ်သူလွတ်မြောက်ခြင်းဟာလူခွင့်ရေးနဲ့လူဂုံတိတ်ခအတွက်တင်မကမြန်မာပြည်ရဲ့လွတ်မြောက်ရေးနဲ့ငြိမ်းချမ်းရေးအတွက်လည်းအရေးပါဆုံးဖြစ်ပါတယ်လို့တင်ထုတ်ပြန်ထားပါသေးတယ်ခင်ဗျတဖက်မှာတော့ မြရီမြို့နယ်၄ကီကော့ကူစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ရဲ့ခမာယာနှစ်ရက်နှစ်တရင်ကစစ်သားတွေဟာတိုက်ပွဲအတွေ့အသေးပြောက်တွေအရင်များနေတာကြောင့်ယာယီတရင်မှုဗိုလ်မှုသူတွေအောင်တဲ့တပ်ဖွဲ့ဝင်တွေအတွက်ဆိုပြီးစစ်တပ်အတိုင်းဝိုင်းကရေရေချီပွဲပေးတာတွေလုံနေပြန်တယ်လို့ရန်ကုန်ခစ်တရဲ့သတင်းရင်းမြစ်ကပြောပါတယ်။ဒါကတော့အော်တိုဘာလ31ရက်နေ့ကပဲအကြမ်းဖက်စစ်တပ်ရဲ့ခမာယာနှစ်ရက်နှစ်တရင်ကတရင်မှုဗိုလ်မှုသူတွေအောင်အတွက်ဆိုပြီးရန်ကုန်မန္တလေးအမြန်လန်းစစ်တမိုင်းတဖလုံးမှာရှိတဲ့ အဖိုးကူစာဘူးတောင်းခြေတော်ရအေးတာကြောင်းတောင်ကလေးဆရာတော်ကြောင်းခွဲမှာရှိတယ်ဘိုးတော်နှစ်နှစ်မှာစစ်တပ်အတိုင်းဝိုင်းကရေရေချီတာတွေပွဲပိတာတွေကိုလုံနေကြတယ်ဆိုပါတယ်အဲ့ဒီရေရေချီတဲ့နှစ်နှန်းကတကိုးကြီးတဲ့စူတောင်းပြည့်တဲ့ဆိုပြီးနာမည်ကြီးနေတာကြောင့်ယာယီတရင်မှုဘုံမှုသူတွေအောင်စစ်ကြောင်းဟာရှည်တဲ့စစ်မြေးပြင်တွေမှာစစ်ရှုံးအထိနာနေလို့ဆိုပြီးစစ်တပ်အတိုင်းဝိုင်းကကတော်ပွဲပိတက်ရိုက်တက်စင်တွေလုံနေပြန်တာဖြစ်တယ်လို့ရန်ကုန်ခေတ်ရဲ့သတင်းရှင်မိကပြောထားပါတယ် အဲ့ဒီအကြံဖက်စစ်တပ်ရဲ့ကမာယာ200နဲ့တပ်ရင်းဟာကရင်ပြည်နယ်ဖအံမြို့အခြေစိုက်တမ22ရက်လက်အောက်ခံတပ်ရင်းဖြစ်ပြီးလက်ရှိကရင်ပြည်နယ်လေးအကော်မြို့တစ်ပတ်ကိုစစ်တပ်လက်အောက်ခံ BGF တပ်နဲ့အတူပေါင်းပြီးတော့စစ်ကြောင်းထိုးတာတွေတွာလုံနေရမှာဒေါ်လာရေးတပ်တွေရဲ့တိုက်ခိုက်ချေမှုန့်မှုတွေကိုခံနေရပြီးသူတို့စစ်တပ်ဘက်ကသေတဲ့သူတွေတော့တော့ကိုများနေကြတယ်ဆိုပါလေစစ်ကြောင်းတကြောင်းဆိုရင်ဒေါ်လာရေးတပ်တွေရဲ့မိုင်းကွင်းတွေကိုကျုံဝင်သွားတဲ့အတွက်ပိတ်မိပြီးတော့ဒေါ်လာရေးတပ်တွေရဲ့တိုက်ခိုက်ချေမှုန့်မှုကိုအပြတ်အသတ်ခံနေရပြီး ်သေတဲ့သူတွေလည်းပုံအောနေတယ်လို့ကရင်စည်သတင်းရင်းမြစ်ကရှင်းပြထားပါသေးတယ်။အဲ့ဒီလိုကရင်ပြည်နယ်လေကီကောဘမစစ်တပ်ကသေတဲ့သူတွေတော်တော်ကိုများနေတာတွေကြောင့်အဲ့ဒီမှာစစ်ကြောင်းထိုးနေတဲ့ခမာယာနှစ်ယောက်နဲ့တရင်ရဲ့တရင်မှုဘုံမှုသူတွေအောင်အတော့ဆူပြီးအခုလို့စစ်တပ်အတိုင်းဝိုင်းကရေရချီပွဲပေးတာတွေလုံနေပြန်တာဖြစ်တယ်လို့ရန်ကုန်ခေတ်သတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျ။တဖက်မှာတော့ ဂင်းနီပြည်ဒီမော့ဆူမြို့နယ်မှာအကြက်ဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ကြာဆုံးသွားတဲ့ဂင်းနီပြည်ရဲဌာနကတပ်ဖွဲ့ဝင်9ဦးအထိရှိလာပြီးခုနှစ်ဦးဒဏ်ရာရထားတယ်လို့ဂင်းနီစစ်ရေးသတင်းရင်းမြစ်ကရန်ကုန်ခေတ်တိကိုပြောပါတယ်။နိုဝင်ဘာလ3ရက်နေ့ဖြစ်တဲ့မနေ့ကပဲအကြက်ဖက်စစ်တပ်ကဒီမော့ဆူမြို့နယ်အနောက်ချမ်းမှာရှိတဲ့ဂင်းနီရဲဌာနရဲ့ရုံးခန်းကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေအဆက်မပြတ်လုပ်သွားတယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုအတွေ့ ဂီနီပြည်ရဲဌာနရုံးငန်းတစ်ခုလုံးဘုံတန်းကြောင့်ပျက်စီးမိလောက်သွားပြီးတော့ကားတွေလည်းပျက်စီးခဲ့တယ်လို့သိရပါတယ်။ဒါဟာစစ်တပ်သတင်းပေးဒလန်ရဲ့ location အတိအကျနဲ့သတင်းပေးမှုကြောင့်အခုလိုနေရာအတိအကျကိုလေကြောင်းကနေဘုံကျဲခံရတာဖြစ်တယ်လို့လည်းကရင်စစ်ရေးသတင်းရှင်မကသုံးသပ်ပြောဆိုထားပါသေးတယ်။တရှိမှာတော့အဲ့ဒီလိုအချက်ဖတ်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ဂီနီပြည်ရဲဌာနကအမျိုးသမီးရဲမေတအုနဲ့ရဲဘော်လီဦးတို့ဟာတိုင်းပြည်အတွက်အသက်ပေးလူသွားရပြီးလက်တလောဒဏ်ရာရထားတဲ့သူလဲခုနှစ်ဦးရှိထားတယ်လို့ဂီနီစစ်ရေးသတင်းရှင်မကပြောထားပါတယ် လက်ရှိကင်းဤပြည်နယ်ဘက်မှာတော့အကြပ်ဖက်စစ်တပ်နဲ့တော်လိုင်းရေးတပ်တွေအကြနေစဉ်တိုက်ပွဲတွေဖြစ်ပွားနေပြီးအဓိကအပြင်းနယ်မြေကျွမ်းကျင်မှုမှာတော့တော်လိုင်းရေးတပ်တွေကအားတာတဲ့အတွက်စစ်တပ်ဘက်ကအထိနာနီဒါတွေသာများနေတာကြောင့်အခုလိုလေကြောင်းတိုက်ခိုက်မှုကိုစစ်တပ်ကအဓိကအားကိုးနေတဲ့သဘောဖြစ်တယ်လို့လည်းကင်းဤစည်ရေးတရင်အရှင်မြစ်ကပြောထားပါသေးတယ်ခင်ဗျတဖက်မှာတော့မကွေးတိုင်းပခုတ်ကူမြို့နယ်အတွက်စစ်ကြောင်းထိုးနေတဲ့အကြပ်ဖက်စစ်တပ်ကဂျေဝါရီကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေကြောင့် ပြည်သူနှုတ်ဦးသိဆုံးခဲ့ရတဲ့အပြင်မြေပြင်ကနေစစ်ကြောင်းထိုးတာတွေလုံနေပြတဲ့အတွက်ပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံတွေကရုံကုန်ခေတ်ကိုပြောပါတယ်။ဒါကတော့လက်ရှိပခုတ်ကူမြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အချက်ဖက်စစ်တပ်ကကံမနဲ့မြစ်ချီဒေသတွေမှာရှိတဲ့ကျေးရွာတွေကိုဝင်ရောက်စီးနင်းမှုတွေလုပ်ခဲ့တဲ့အပြင်ပြည်သူတွေကိုပါဖမ်းဆီးတာတွေပြည်သူပိုင်ပစ္စည်းတွေကိုလူရက်တဲဆောင်တာတွေနဲ့ပကွင့်ချင်းကျေးရွာတွေကိုပါလက်နက်ကြီးနဲ့ပစ်ခတ်တာတွေလုပ်ခဲ့တယ်ဆိုပါတယ်။အော်တိုဘားလ24ရက်နေ့နဲ့26ရက်နေ့တွေကဆိုရင် အဲ့ဒီအကြံဖတ်စစ်တပ်စစ်ကြောင်းကရဲသားပြည်သူတွေရှိတဲ့နေရာတွေကိုလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်ပြည်သူ၂ဦးတေဆုံးထားတဲ့အပြင်နောက်ထပ်ပြည်သူ၄ဦးကဒဏ်ရာရရထားပြီးနိုဝင်ဘာလ၃ရက်နေ့ဖြစ်တဲ့မနေ့ကဆိုရင်လေအဲ့ဒီအကြံဖတ်စစ်တပ်စစ်ကြောင်းဟာမြန်မြို့နယ်တောင်ပိုင်းတွင်းမှာပြူစောတိရွာဘက်ကိုဝင်ရောက်လာမှုကြောင့်အနီးအနားမှာရှိတဲ့ကျေးရွာနေပြည်သူတွေဟာဘေးလွယာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့လေဒေသခံပြည်သူတွေကပြောထားကြပါလိမ့်ခင်ဗျာတစ်ဖက်မှာတော့ ရှေကုံမြို့နဲ့အချမ်းမြို့ကြီးတွေမှာ Wi-Fi Internet line တွေပြတ်တောက်တာ သုံးမရတာ line ကျတာစတဲ့ပြဿနာတွေသုံးရစက်တိုက်ဖြစ်ပေါ်နေတယ်လို့ Wi-Fi ချိတ်ဆက်အသုံးပြုသူတွေစီကနေသိရပါတယ်။ဒါ့အပြင်အဲ့ဒီသုံးရတာ Wi-Fi Internet line တွေပြတ်တောက်တာသုံးမရတာဖြစ်တဲ့အချိန် VPN ချိတ်ဆက်မှုတွေပါပြတ်တောက်မှုတွေရှိနေတဲ့အတွက် Facebook အသုံးပြုဖို့ပါခက်ခဲလာတယ်လို့သိရပါတယ်။နေကင်းပိုင်းမှာ Internet line မတက်နိုင်ပေမဲ့ညနေပိုင်းတွေမှာတော့မျှော်မှန်းမထားပဲပြန်သုံးနိုင်တာမျိုးလေဖြစ်ပေါ်နေတာကြောင့် internet အသုံးပြုသူတချို့ကတော့ ဒီအခြေအနေတွေဟာစစ်တပ်ကထိန်းချုပ်နေတာဖြစ်တယ်လို့လည်းတန်တရားရှိနေကြပါတယ်။ဒါနဲ့ပတ်သက်ပြီးအိမ်သုံး Wi-Fi ဝန်ဆောင်မှုပေးတဲ့ company တွေကတော့အစောပိုင်းမှာယာယီပြတ်တောက်မှုဖြစ်တယ်လို့ပြောဆိုထားကြပေမဲ့တချို့နေရာတွေမှာနေစဉ်ရက်ဆက်အသုံးပြုမရတဲ့အခြေအနေတွေဇက်တိုက်ဖြစ်လာနေတယ်လို့ပြောပါတယ်။အခုလိုဖြစ်နေတာတွေဟာ VPN မပုံးနိုင်တော့အောင်စစ်တပ်ကဆက်သွယ်ရေးနယ်ပယ်ထိန်းချုပ်မှုတခုဖြစ်နိုင်တယ်လို့လည်းဤပညာပိုင်းကျွမ်းကျင်သူတွေကသုံးသပ်ထားကြပါသေးတယ်။တဖက်မှာလည်းအချက်ဖက်စစ်တပ်က စိုက်ဘာလုံခြုံရေးဥပဒေအကြောင်းပြပြီး VPN အသုံးပြုတဲ့သူတွေကိုဖမ်းဆီးစစ်ဆေးတာနဲ့ငွေညှစ်တာတွေလည်းလုဆောင်ခဲ့တယ်လို့ရခိုင်ပါဝင်မြို့ကြီးတွေမှာစစ်တပ်ကပြည်သူတွေအင်တာနက်အသုံးပြုမှုကိုဤပညာပိုင်းဆိုင်ရာနဲ့ထိန်းချုပ်ပိတ်ပင်တားဆီးကန့်သတ်တာတွေလုဆောင်နေတာတွေလည်းရှိတယ်လို့သိရပါတယ်။ဒါ့အပြင်လက်ရှိသူတို့စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအတူကြီးကာလကိုနီးလာတာနဲ့အမျှစစ်တပ်က VPN software အသုံးပြုတာတွေကိုတင်းကြပ်မှုတွေပုံမှန်လုဆောင်လာနေတာဖြစ်တယ်လို့လည်း ရပ်ဘက်အဖွဲ့ဖြစ်တဲ့မြန်မာအင်တာနက်စီမံကိန်းအဖွဲ့ရဲ့အစီရင်ခံစာအရသိရပါတယ်ခင်ဗျာတဖက်မှာတော့မြန်မာနိုင်ငံမှာ2022ခုနှစ်ဖေဖော်ဝါရီလကနေ2025ခုနှစ်အောက်တိုဘာလအထိလူမှုကွန်ရက်တွေပေါ်မှာအကြဖတ်စစ်တပ်ကိုဝေဖန်မှုကြောင့်ဖမ်းဆီးခံရတဲ့သူ1993ဦးအထိရှိထားတယ်လို့ Data for မြန်မာကထုတ်ပြန်ကြေညာထားပါတယ်အဓိကကတော့အကြံဖတ်စစ်အုပ်စုကိုစန့်ကျင်ဝေဖန်ပြီး လူမှုလှုပ်ရှားမှုတွေနဲ့တော်လိုင်းအဖွဲ့စည်းတွေကိုထောက်ခံအားပေးတဲ့ရေးသားပြောဆိုမှုတွေကြောင့်ဖမ်းဆီးခံရတဲ့သူဟာ1993ဦးအထိရှိထားတယ်လို့ဆိုထားပါတယ်။အဲဒီတည်းကရန်ကုန်မန္တလေးပဲခူးအေရီမကွေးရှမ်းစတဲ့တိုင်းနယ်ပြည်နယ်6ခုမှာအဖမ်းဆီးတွေများခဲ့ပြီးစုစုပေါင်း1953ဦးရှိထားတယ်လို့လည်းသိရပါတယ်။ဒါ့အပြင်စေအောင်စုဟာရွေးကောက်ပွဲအကာအကွယ်ပေးရေးဥပဒေပြဋ္ဌာန်းပြီးတဲ့နောက်ပိုင်းအွန်လိုင်းကနေပြောဆိုဝေဖန်မှုတွေကြောင့်လည်းပြည်သူတွေကိုဖမ်းဆီးမှုတွေဇက်တိုက်လှုပ်ဆောင်နေပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာလ29ရက်နေ့အထိရွေးကောက်ပွဲအကာအကွယ်ဘေးရဥပဒေအရအရေးယူခဲ့တဲ့အမှုပေါင်း40မှာအရေးယူခံရတဲ့သူ88ဦးအထိရှိထားတယ်လို့လည်းအကြက်ဖက်စစ်တပ်ကထုတ်ပြန်ထားပါသေးတယ်အခုတစ်ခါဆက်ချင်တာကတော့ထိုင်းမြန်မာနယ်စပ်မြောက်ရီဘတ်ချန်းက KK ပတ်ကြဖြတ် online ငွေလိမ်ဂိုင်းတွေကနေထွက်ပြေးလာတဲ့အိန္ဒိယနိုင်ငံသားတွေကိုပြန်လည်ခေါ်ယူဖို့အတွက်အိန္ဒိယအစိုးရကစစ်ပဆိုင်ရာလေရင်တွေနဲ့ ထိုင်းနိုင်ငံမဲဆောက်မြို့ကိုစေလွတ်ခဲ့တယ်လို့ထိုင်းသတင်းတွင်မှဖော်ပြထားပါတယ်။မြန်မာအကြမ်းဖက်စစ်တပ်လက်အောက်ကဘီဂျီအထင်းချုပ်ထားတဲ့ကြားဖြတ်ငွေလိမ်လုပ်ငန်းတွေတရှိရာ KK Park ကိုမြန်မာစစ်တပ်ကပဲဟန်ပြဝင်ရောက်စီးနှင်မှုတွေလှုပ်ဆောင်ပြီးအဲ့ဒီကြားဖြတ်ငွေလိမ်ဂိုင်းမှာရှိတဲ့အလုသမားတွေကိုထွက်ပြေးတင်းရှောင်ခိုင်းခဲ့တာကြောင့်ထိုင်းနိုင်ငံဘက်ကကြားဖြတ်အလုသမား1600နီးပါးထွက်ပြေးသွားခဲ့ကြတာဖြစ်တယ်လို့လည်းဆိုပါတယ်။အဲ့ဒီထဲမှာအိန္ဒိယနိုင်ငံသားအများဆုံးဖြစ်တယ်လို့သိရပြီး စုစုပေါင်းအိန္ဒိယနိုင်ငံသားကြီးပဲ465ဦးအထိရှိတယ်လို့ဆိုပါတယ်။ဒါကြောင့်အိန္ဒိယအစိုးရဟာသူ့နိုင်ငံသားတွေကိုပြန်လည်ခေါ်ယူဖို့အတွက်ထိုင်းနိုင်ငံမဲဆောက်မြို့ကိုစစ်ပတ်ဆိုင်ရာလေယာဉ်တွေစေလွတ်ခဲ့တယ်လို့ထိုင်းသတင်းဌာနတွေမှာဖော်ပြထားပါတယ်။ထိုင်းအစိုးရရဲ့သတင်းရင်းမြစ်တွေအရတော့အိန္ဒိယလီဒါဟာကြားဖြန့်လုပ်ငန်းတွေကနေထွက်ပြေးလာတဲ့အိန္ဒိယနိုင်ငံသားတွေကိုနိုဝင်ဘာလ6ရက်နေ့နဲ့10ရက်နေ့တွေမှာလဲမဲဆောက်အပြည်ပြည်ဆိုင်ရာလေစိတ်ကနေ၃ချိန်ခွဲပြီးခေါ်ဆောင်သွားမယ်လို့ဆိုထားပါသေးတယ်ခင်ဗျ။ ဟုတ်ကဲ့ဒါကတော့ရောင်ခစ်တစ်ကနေဒီနေ့လည်းကသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ